အဲ့လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကအိမ်မက်ဆိုတာဘာလဲအိမ်မက်ကဘာလို့မရတာလဲဆိုတော့အကြောင်းရင်းလေးတွေကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်။ဟာနော်ဒါပြလိုက်ပါ။ဘာပြောင်းသွားပြီ။အေး okay ။ဟုတ်ပါပြီပထမဦးဆုံးတစ်ချက်အနေနဲ့ကကြတော့အိမ်မက်မှတ်တယ်ဆိုတဲ့အခါမှာသူကဘာကြောင့်မှတ်ရလဲဆိုတော့ number 1က စိတ်ဖိစီးမှုနဲ့ဒီစိုးရိမ်ပူပန်မှုတွေကြောင့်အိမ်မက်မတ်တာမျိုးတွေရှိတယ်အဲ့တော့စိတ်ဖိစီးမှုများတာတော့ဒီစိုးရိမ်ပူပန်စိတ်တွေများတဲ့အခါမှာအိမ်မက်ဆိုးတွေမက်လေရှိတယ်ဥပမာအနေနဲ့ဆိုရင်ဆမ်မွဲဖြေကန်နီးတို့နောက်တစ်ခုကကြတော့အင်တာဗျူးတွေဖြေတဲ့အခါမျိုးပေါ့နော်ဖြေကန်နီးအခြေအနေမှာကိုယ့်ရဲ့အိမ်မက်ထဲမှာမဖြေခင်အဲတရက်လိုလိုစသဖြင့်ပေါ့နော်အဲ့လိုမျိုးအချိန်မျိုးတွေမှာအိမ်မက်ဆိုးတွေမက်လေရှိတယ်မက်မတ်တတ်တယ်ပေါ့နော်နံပါတ်2အချက်အနေနဲ့ကကြတော့သူကနေ့စဉ်ဘဝအတွေ့အကြုံတွေ အဲ့ဒါတွေကဘာကိုပြောရလဲဆိုတော့နေကင်းဘက်မှာကိုတွေးခဲ့တဲ့အကြောင်းအရာတွေကိုတွေးခဲ့တဲ့အဖြစ်အပျက်တွေနောက်ပြီးတော့အဲ့ဒါတွေကညာအိတ်အိယာဝင်တဲ့အခါမှာအိမ်မက်ထဲမှာပြန်ပြီးတော့ပေါ်လာတတ်တယ်ဥမာအနေနဲ့နေကင်းကကိုယ်ရုပ်ရှင်ကြည့်လိုက်တဲ့အခါမှာအဲ့ရုပ်ရှင်ကြည့်ထားတဲ့စင်းတွေကအိမ်မက်ထဲမှာပြန်ပြီးပေါ်လာတာမျိုးပေါ့နော်နောက်တစ်ခါကျတော့စာအုပ်တွေဖတ်တဲ့အခါမျိုးတွေမှာဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကကိုယ့်ရဲ့အိမ်မက်ထဲမှာပါလာတာမျိုးတွေဖြစ်တတ်ပါတယ် ဲ့တော့နံပါတ်3ချမ်းနေနေရကြတော့ဒီစိတ်လှုပ်ရှားမှုနဲ့စိတ်ကူးရင်တာတွေစိတ်စိတ်လှုပ်ရှားတယ်ဆိုတာဥမာကိုကခီးတစ်ခုသွားရောမယ်အရန်ကိုသွားကျင်နေတဲ့ခီးတစ်ခုကိုသွားရတော့မယ်ကသွားရတော့မယ်လို့ကိုစိတ်တဲ့တွေးနေတဲ့အခါမှာစိတ်လှုပ်ရှားတာတွေဖြစ်လာတယ်အဲ့ဖြစ်လာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ညာအိယာဝင်တဲ့အခါမှာအိမ်မက်တွေမတ်တက်တယ်ပေါ့နော်နောက်တစ်ခုကကျတော့လိုချင်တဲ့ပစ္စည်းတစ်ခုကို စိတ်ကူးယဉ်နေတဲ့အခါဟိုဒါဒီပစ္စည်းကိုတော့ကိုကမရသေးဘူးဒါပေမဲ့ဒီပစ္စည်းနဲ့ပတ်သက်လို့ကိုကစိတ်ကူးယဉ်ထားတယ်ဆိုရင်အဲ့ဒီပစ္စည်းနဲ့ပတ်သက်တဲ့အိမ်မက်တစ်ခုကလည်းကိုရဲ့အဲညာအိတ်တရားဝင်တဲ့အခါမှာပေါ်လာတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအခြေအနေပေါ့နော်ခန္ဓာကိုယ်မှာနာကျင်တာတွေမအီမတာဖြစ်တာတွေဖျားနာတာတွေအဲ့လိုမျိုးရှိတဲ့အခါမှာအိမ်မဆိုးတွေမတက်ပါတဲ့ဒီမှာတော့ရေထားတာကဥမာဗိုက်စာနေတဲ့အခါမှာအစားအစာနဲ့ပတ်သက်တဲ့အိမ်မမျိုးမတ်တာမျိုးပေါ့နော် ဒီ byte ဟိုဘယ်လိုပြောမလဲ byte တိတ်မဟုတ်ပါနဲ့အိတ်လိုက်ရတဲ့အခါမှာဒီအစားအစာနဲ့ပတ်သက်လို့ကိုယ်ကအဲဘယ်လိုလဲဦးနာပြောတဲ့စိတ်လှုပ်ရှားမှုတခုပေါ့နော်ဒီအစားအစာကိုမစားလိုက်ရပါပဲလို့စိတ်လှုပ်ရှားမှုဖြစ်သွားတယ်အဲဒါဆိုရင်အိမ်မက်ထဲမှာပါလာတတ်တယ်ပေါ့နော်နံပါတ်5ချမ်းနေနေရကြတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအဲ့တော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေစိတ်ဒဏ်ရာတွေကလည်းအိမ်မက်ဆိုးတွေအနေနဲ့ပြန်ပြီးတော့မတ်တက်တဲ့ဥမာကြောက်စရာကောင်းတဲ့အတွေ့အကြုံတွေဥမာတရေ6ခံရတာပဲဖြစ်ဖြစ်ဒီတခြားသောဒီဆိုရင်ထိတ်လန့်စရာကောင်းတဲ့ အကြောင်းအရာတွေပဲဖြစ်ဖြစ်အဲကြုံတွေ့ခဲ့ရပြီးပြီဆိုရင်အဲ့ဒါတွေနဲ့ပတ်သက်တဲ့ပြောချင်တာအဲ့ဒီအတွေ့အကြုံတွေပေါ့နော်အဲ့ဒါတွေကိုပြန်ပြီးတော့ပြန်မှတ် တတ်ပါတယ်ဟုတ်နံပါတ်6အနေနဲ့ကကြတော့သူကဗာလဲဆိုတော့စိတ်ကူးရင်တာနဲ့ sorry အိဆက်အိဆက်ခြင်းအဆင့်လို့ပြောတာအိဆက်နေစဉ်မှာတဲ့ဒီ REM ဆိုတဲ့ rapid eye movement ဒါကကျွန်တော်တို့သင်ခဲ့ပူးတဲ့မှတ်မိတယ်မှာပေါ့နော်ကျွန်တော်တို့သိမှတ်မှတ်ပြီးတော့ rapid eye movement အဆင့်ဆိုတာရှိတယ်ဒီအဆင့်မှာအုံနောက်ကအလုံးလုံးနေပြီးတော့တဲ့အိမ်မက်တွေကမတ်တက်တယ် အဲ IEM အစင်းကအိဆက်ချင်းရဲ့25% 25ရာခိုင်နှုန်းလောက်ကိုယူထားပါတယ်။နောက်တစ်ခုကကြတော့နံပါတ်6အချက်အနေနဲ့ကကြတော့စိမ့်ဝိညာဉ်ရေးရာယုံကြည်မှုတွေဒီတော့အိမ်မက်ထဲမှာနမိတ်လက္ခဏာအိမ်မက်ထဲမှာတကူးကူမက်လိုက်လို့အပြင်မှာဟိုဒါတွေကတကယ်ဖြစ်လာနိုင်တယ်ဆိုတော့ယုံကြည်တာမျိုးပေါ့နော်။ အဲနှလုံးသုံးလောက်လို့မျိုးမနဲ့အိမ်မက်ထဲမှာဘလို့အိမ်မက်မလိုက်လို့အတိတ်ကောက်ပြီးတော့ထိုးလိုက်လို့ပေါက်သွားတာအခြေအနေမျိုးတွေလည်းကြုံဘူးမှာပေါ့နော်အဲ့တော့အိမ်မက်ဆိုတာကလူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာစိတ်ကူးယဉ်မှုတွေနဲ့ဆက်ဆက်တဲ့ဒီရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့အိမ်မက်တွေကိုနက်နက်နဲနဲလေ့လာခြင်းအပြင်လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကိုပို့ပြီးတော့နားလည်နိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောရတဲ့အကြောင်းအရာကတော့ဒီအိမ်မက်မက်ရခြင်းရဲ့အကြောင်းဆိုတဲ့အကြောင်းချင်းရာ၉ချက်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်